လင်းမေမေအုံရင်တင်တင် F11 Pro Oppo ခင်ရထွက်ပြီဆိုလို့ရှိရင်ဒီ data မှာရှိတဲ့အရာတွေလိမ့်လာခြင်းလားဟုတ်ဒါပေမဲ့အဲ့လိုတချင်းဆိုတာကြတော့ဒီပြိတ္တကကိုယ်ကိုတွေ့ွားရင်ဒါလည်းနည်းသွားမယ်ပေါ့နော်အဲ့စိတ်ကြီးရရှိတဲ့ခါကြတော့ဟိုနောက်ပိုင်းကျတော့အရင်တော့အစိုးရသွားတယ်နောက်ပိုင်းကျတော့နားလဲသွားဒီပွဲချိန်တိုင်းနှီးတော့မှမသွားရဘူးအဲ့ဒါလည်းဆိုမယ်ပြီးကြမှာနောက်နေ့မနေ့ကျတော့မှတေးချာအဲ့ဒီ data ကိုလိမ့်လာလိမ့်လာမယ်ဘယ်လိုခေါ်မလဲဖရားကြီးလိုက်ဖို့မယ်ပေါ့နော်အဲ့မှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီ ဒီတမျိုးတော့ကိုယ်တွေ့ကျင်လို့ဆိုပြီးတော့ပွဲစီစဉ်ပြီးတော့ဖိတ်တာဖြစ်တဲ့အတွက်အရန်အပြင်းသွားရင်ဝုန်းနိုင်နေကြရမလို့တကယ်။အဲဒါကြောင့်ဖျားပူမယ်ဆိုလို့ရှိရင်အဲ့ဖျားတော့ဥမချလိုက်ရအောင်။အော်လာပြီးတချို့နေဘက်ကကြာအရန်ချစ်တော်လို့သူကဖျားပူမှုဆိုလို့ရှိရင်အဲ့လိုကားအကြီးတွေနဲ့ ဟိုရွာလုံးကျွတ်မျိုးပေါ်တက်လာကြတော့เนาะအဲ့ကြောင့်လို့ရှင်ကိုကလည်းမသိအော် AC ပဲဘယ်သူမှမသိတော့ပါဘူးပေါ့ခါကြံလဲအလှရပဲတိတ်မပြေတဏှာကနေတယ်ဆိုတော့ပြန်ဥချလို့ပဲရှိတယ်ဟဲ့ဟိုမဆိုင်နိုင်တော့ဆိုအဝိုင်းဆွဲပြီးဖတ်နန်းကြတာအကုန်လုံးရွာအန်တီဆိုအရန်အဲ့လိုအချစ်အရန်ကြမ်းသူတို့ကြတယ်ဘယ်လိုခေါ်မလဲဟိုသူတို့တက်တက်မှာကို့တွေ့တယ်ဆိုတော့ဒီတစ်ခါပဲဖြစ်သွားအဲ့ခါကျတော့အတက်နိုင်ဆုံးเนาะဟိုသူတို့ဓာတ်ပုံရိုက်ချင်တယ်ကို့ဟိုချစ်တယ်စကားပြောချင်တယ်ဆိုတော့အဲ့လိုအလိုလိုက်လိုက်တယ်အဲ့ဒါ ကလည်းအမေရတိတ်ပကြည်ရောင်းနေတယ်။ဒါကြောင့်မလို့ငါတို့စောင့်ပါအနည်းဆုံးပြေးမန်းတာ။အဲ့နောက်ပိုင်းကျတော့အဲ့ဒါမက်စလေးတက်သွားပါလားမက်စတက်လည်းမရဘူး။မက်စပင်းမြင်သူတို့မှတ်မိတယ်။တချို့လူတွေကကျတော့ဟိုအဲ့လိုလူတွေအများကြီးတွေကြောက်လန့်ပြီးခွက်ပြေးရတာရှိရောနော်။ကိုကကြောင့်မဟုတ်ဘူးအများကြီးတွေပြောတာ။သူတို့ကကိုယ်ဓာတ်ပုံရိုက်တယ်နော်။ကိုကပြန်ရိုက်တာသူတို့နဲ့အများကြီးဖြစ်နေပြီဆိုကိုကပို့ပြောတယ်။အမေရေးမှာဖုံးလေးနဲ့ဒီပရိတ်သတ်တွေနဲ့ရိုက်ပေးပါအောင်လို့သူတို့ကဆွဲပြီးကိုရိုက်ချင်ပြီးအဲ့သူတို့လည်းကျင်းနေသွားတယ်ကွာ။ပြီးအဲ့ပုံလေးကိုအာ Facebook ပေါ်မှာတင်လိုက်တယ်။သူတို့ပုံလေးပါသူကပြန်ပြီးဆွဲပြီးလိုက်တယ်။အဲ့လိုမျိုးနော်။အဲ့လိုဟိုတယောက်နဲ့တည်းကသူလည်းရိုက်တယ်ကိုလည်းရိုက်တယ်ပေါ့။အဲပြောပါရော။